ဘာလို့မဲမင်္ဂလာပါဗျာကောင်းစံတင်းထာလာမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့ဂရိတ်တွဲဟာចောင်းသားចောင်းသူတွေကိုပြန်ဖြည့်ခိုင်းလို့ပောက်ကွဲနေတယ်ကိုမိုးဆက်ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒရမာကိုမိုးဆက်ကဘယ်လိုတွေပောက်ကွဲပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းစံတင်းထာလာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ င်မောင်းစရာတင်းကလေးကြာရတော့တကယ်လည်းစင်မကောင်းဖြစ်ရပါလေ။နော်ကျွန်တော်ညော်နေခင်ဗျာလေးဘယ်လိုပြောရမှန်းတော့မသိပါဘူးနော်။အပြစ်လို့လေဆိုတော့ဘူဒီနေ့တင်းလေးမှာတွေ့နေရတယ်ပေါ့လေနော်။ဒီငလင်းဘေးကြောင့်တဘာဝဘေးပေါ့ဗျာတဘာဝဘေးကြောင့် ီကြောင်းနေနီးလောင်သွားတယ်ဆုံးဆုံးသွားတယ်စကိုင်းမန္တလေးတို့အဲ့ဒီမှာအခုဆိုရင်တော့စက်ကတန်းပေါ့ဗျာအရင်တော့ကတော့၁၀တန်းဘယ်လိုစက်ကတန်းပေါ့အဲ့ဒီကလေးတွေအဖြေလွာတွေတဲ့ပျက်စီးဆုံးချုံသွားလို့ပေါ့နော်အဲ့ဒီကလေးတွေကို6လပိုင်း16ရက်နေနောက်တော့ကျွန်တော်ဆွနာချေ6လပိုင်း16ရက်နေမှာပြန်ဖြေရမယ်တဲ့ဒီကလေးတွေဆောင်းလို့ပဲပြန်ဖြေရမယ် ဟုတ်တော့ဘွဲ့ကြတာဗျာကျွန်တော်တို့မြန်မာနိုင်ငံကလူတွေကလည်းဘယ်လိုလူတွေကအဲ့ဒီနေရာနဲ့ယာကူးကိုယူထားလဲလို့မပြောတတ်ဘူးပညာရေးဝန်ကြီးဌာနပညာရေးဝန်ကြီးဌာနပညာတော့တက်လာတော့ကျွန်တော်တို့လည်းမပြောတတ်ဘူးဒါကတော့သူတို့ကသူတို့အတီးဆုံးပဲဖြစ်မှာပေါ့နော်နောက်ကျွန်တော်တို့နိုင်ငံကဗုဒ္ဓဘာသာနိုင်ငံတွေကကုချင်းစာတရားအပြည့်ထားရမှာ ကလေးတွေတို့ပြေလွာကိုတို့တို့အကြောင်းကိုတို့မင်းနဲ့ချုပ်ပြတာမဟုတ်ဘူးဗျာမထမတို့လူတစုကြောင့်ပျက်စီးဆုံးကျုံးသွားတာမဟုတ်ဘူးဗျာဒီဥစ္စာကဒါဟုတ်တယ်မနှစ်ပေါင်းရာနဲ့ရှိမှဒီချိန်ရင်တော့ဖြစ်တော့ဖြစ်ခဲ့ရမှာဖြစ်သွားတဲ့ပြဿနာလေးတစ်ခုပေါ့ဗျာနော်ကဆိုးလေးတစ်ခုကြောင့်ဖြစ်သွားတာပဲပြန်ပြေးရမယ်ဆိုခင်ဗျားတို့စဉ်းစားကြည့်ပေါ့နော်ပြန်ပြန်ပြေးရမယ်ဆိုတော့ မှာဖြေထားတဲ့ကလေးတွေကလည်းရရှိမှာဆက်ချင်တဲ့လူချင်းရရှိမယ်မချင်တဲ့လူမရှိဘူးခန္ဓာကိုယ်ပြည့်စုံတဲ့လူချင်းချင်းမပြည့်စုံတဲ့လူချင်းမရှိတော့အုံတော့ကောင်းတဲ့လူချင်းပဲမကောင်းတဲ့လူလက်ချင်းချင်းတော့အာတီမအုံတော့ပြတ်သွားတဲ့ကလေးတွေလက်ချင်းချင်းပါပဲအဲ့လိုတော့လူပေါင်းများကြီးတဲ့အသက်တွေစုံတိုးကုန်တာလေသုံးတော်ကျော်လို့တော့ပြောပေမဲ့ကျွန်တော်တို့အစိုးရမှာဘာမှတိကျတဲ့ကောက်ထားတဲ့စည်ရင်းပါကြဆိုတော့လေမရှိနိုင်ပါဘူးเนาะအဲ့တော့ င်းနဲ့ဒီပညာရေးဝန်ကြီးဆိုတဲ့လူကဘယ်လိုဆုံးဖြတ်ချက်လဲဘယ်လိုအတွေးနဲ့ဒီကလေးတွေကိုလာမဲ့ချောင်းတာပိုင်းမှာသမွေးပြန်ပြေးရမယ်လို့ဆုံးဖြတ်တာလေတကယ်အမကန်အုံနောက်တွေပေါ့လေနော်ဒီလိုလူတွေဒါဒီပညာရေးဝန်ကြီးဌာနမှာတက်ပြီးတော့ချိန်နေအောင်မယ်ဆိုရင်မြန်မာနိုင်ငံပညာရေးရတော့ဗျာတွေးဝုတ်စရာပဲ တွေကမှမကောင်းရတဲ့မြန်မာပညာရေးကဒီလိုလူတွေကထက်ပြီးတော့ဒီပညာရေးကိုကြီးဌာနမှာဆက်ပြီးတော့ရာထူးကြီးကြီးတွေယူပြီးတော့ဆက်ပြီးတော့သူတို့တာဝန်ထမ်းဆောင်နေအောင်မယ်ဆိုရင်တော့တကယ်မြန်မာပညာရေးကံကြမ္မာကတော့တကယ်မတွေ့ရစရာဘူး။ဒီဌာနမှာကြံပြောပြင်းတို့ကိုကျင်းစာတရားတို့အတွေးခေါ်တို့ဘာတို့ဘာမှမရှိဘူးနဲ့တူပါရဲ့။ လေးတွေညအဲ့ဒီ6300ကလေးဆိုတာတည်ယူခြင်းသားမှာတကယ်ကိုကြည့်သေးရဲ့လားဘယ်နဲ့ဦးလောက်ကသိဆုံးသွားကြပြီလဲဘယ်နဲ့ဦးလောက်ကမိဘဖမဲ့ဖြစ်သွားပြီလဲနော်ဘယ်နဲ့ဦးကခြေကျိုးလက်ကျိုးဖြစ်သွားပြီလဲဘယ်နဲ့ဦးကပေါင်နေပြတ်သွားပြီလဲဘယ်နဲ့ဦးကခေါင်းတွေကိုတိခိုက်ပြီးတော့မှတ်ညာအားတွေနဲသွားပြီလဲအဲ့လိုစဉ်းစားကြည့် ဒီဟာတွေကိုမထောက်တာမငဲ့ညာပဲနေဒီကလေးတွေကိုစမုပ်ဝဲပြန်ပြေခိုင်းတယ်ကျွန်တော်မြန်မာနိုင်ငံကလည်းစမုပ်ဝဲပြေတဲ့စနစ်အဲ့လိုအလွတ်ရပြီအလွတ်ချက်ပြီးတော့ပြေတဲ့စနစ်ဖြစ်တဲ့အတွက်ကြောင့်ဒီကလေးမှာရောမိဘတွေဆုံးဆုံးနဲ့ gain အသက်ရှင်တော့ကြမှာတယ်မိဘတွေဆုံးဆုံးသွားလို့ထိလက်သွားတယ်တောက်အားတွေကြီးသွားတယ်ကလေးတွေဆိုရင်မှတ်ညာအတတော်ကိုတော်တော်ကိုပြုတ်ပြေရအောင်ပါအဲဒီဆိုရင်စိတ်နဲ့ဒီထိတ်လန့်မှုကြီးကသူတို့မှာပုံလွှမ်းနေတဲ့ဒီကလေးငယ်တွေရဲ့အနာဂတ်ကို များတို့ကမြေတော်မမြောက်ပေးတဲ့အပြင်ကပ်ပြီးတော့ဟိုတွန်းချတယ်လို့ဖြစ်မနေဘူးလားတော့နိုင်ငံတော်ဘူပညာရေးဝန်ကြီးဌာနဆောင်သုံးမကြတာတွေလုပ်တယ်ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံမှာသူ့တဲ့ကြီးတဲ့ဥဒဘောတရားနိုင်ငံတော်အခုဆိုရင်ဟုတ်လားဘုဒ္ဓမြေမြောက်နိုင်တို့တကယ်သူ့လိုဘွားကြီးမှလူတွေကလည်းနည်းနည်းဝိုင်းဝန်းပြီးတော့ပြုတ်ပြင်ထိမ့်သိမ့်ဖို့တော့လိုတယ်ဗျဒီကိစ္စကြီးကဟုတ်ပြီအများပြောသလိုဗျာ ဒီကလေးတွေအားလုံးကိုအောင်ပေးတင်ပါလေအောင်လိုက်တရားနီလာတတ်တာပေါ့ဗျာအောင်လိုက်အဲ့ဒီမှာမှခင်ဗျားတို့ try တစ်ခုချင်းတာပဲနော်ခင်ဗျားတို့ကနောက်ထပ်အဲ့ကလေးတွေပါရွေးချယ်ခွင့်တက်ချည်တယ်နောက်ထပ် try တစ်ခုတော့တက်ပြရမယ်အဲ့ကလေးငယ်တွေအားလုံးကတော့အောင်ပြီရိုးသားအောင်ပြီအဲ့ဒီမှာမှအဲ့ကလေးငယ်တွေဒီမှာမှ try နောက်ထပ်တက်ပြရမယ် ဘာပဲပါဆိုရင်တော့လည်းအမှတ်တွေနဲ့သွားနေတဲ့နေရာတွေမှာသူတို့အတွက်တည်တတ်အတဲ့ဟွာလေးကိုပြေဆိုခွင့်တွေကိုသူတို့ထပ်ပြေခိုင်းရမှာသဘောတရားသူတို့ကစိတ်ကြောင်းစိတ်လိုက်တဲ့ကျင်နာတို့အင်းနာတဲ့ကျင်နာတို့အခုကမျိုးစုံပေါ့ဗျာအဲ့ဒီလိုမျိုးမှာသူတို့အတွက်တည်တတ်သူတို့အတွက်တည်တတ်နောက်တစ်ခုပြေဆိုဖို့ချန်ပတ်ဖို့ငါတို့စီစဉ်ရမှာ ဒါအဲ့ဒါကျတော့ခင်ဗျဘယ်သူမှမနစ်တာတော့ဘူးလေဟုတ်တယ်မလားအခုဂုံတူးထွက်ချင်တဲ့ကလေးတွေဂုံတူးမှတ်ထားတဲ့ကလေးတွေလည်းမနစ်တာဘူးလေသူတို့တကယ်ရင်ချင်းတကယ်လို့မှန်နေရင်ချင်းတကယ်စစ်တယ်မှန်နေဆိုရင်ဆီလိုက်ဝင်နိုင်တာပေါ့ဟုတ်တယ်မလားအဲ့ဒီဘက်ကိုကျွန်တော်တို့လောက်ရပါလေနည်းနည်းချင်းအမျိုးမြင်လေးတဲ့အုံတော့လေးပါလေသုံးပါဦးဗျာနော်ငါငါငါကအနာရှိတယ်ငါမှလုတ်ပိုင်ခွင့်ရှိတယ်ငါပြောသလိုလိုက်လို့ ာမျိုးကြီးတော့မဖြစ်ခဲ့ဘူးဖြစ်နေတယ်ကိုကိုကိုအစိုးရလို့ခင်ဗျားတို့ခင်ဗျားတို့ရဲ့စစ်ကဲမှာကိုကိုကိုအစိုးရလို့သတ်မှတ်ထားရင်ပြည်သူတွေအတောင်ခင်ဗျားတို့နားထောင်ရမှာပြည်သူတွေကဘယ်လိုဖြစ်နေလဲပြည်သူတွေကဘယ်လိုတောင်းဘယ်လိုစိတ်ဆံပြေရမှာမလို့ပါအများလုံးလူချင်းနေကြတယ်လေဒါမို့တော့ခင်ဗျားတို့ဖြစ်ရမှာခင်ဗျားတို့အစိုးရရဲ့ထမတာကိုပြည်သူတွေကလိုက်မှာမဟုတ်ဘူးပြည်သူတွေရဲ့စိတ်ဆန္ဒမှာမဟုတ်ဘူးဒီလိုခင်ဗျားတို့အစိုးရဆိုတာသူ့ပြေကြောင်းလိုက်ရမှာ ဲနဲ့ခင်ဗျအာနာပါဝါပြပြီးတော့မအားတော့တကယ်လို့ဒီတိုင်းပေါ်ဆိုရင်တော့ငါတို့သိစမပြေဘူးဗျမြင်ရတွေ့ရကြားရတာလေတကယ်ဗျာတော့ဘလို့လူမျိုးကဘေးဟာတို့ကိုပေးပြီးတော့ဘလို့လူမျိုးတွေကိုနေရာပေးကြလေလေမပြောတတ်တော့ပါဘူးဗျာအဲ့တော့ကျွန်တော်တို့ကတော့မြစ်တာရက်ခံနေတာကတော့ခင်ဗျားတို့ကြည့်ကြည့်ပြီးလုံးကြောက်ဟိုနိုင်ငံတော်အကြီးအကဲတွေကတော့တကယ်ဟောဖြစ်တဲ့လူတွေကတော့ဒီပညာရေးကိုကြီးဌာနနဲ့တိတိကျကျဆွေးနွေးတက်နေကြပါဦး သလိုပဲဒီ6200ကျော်မှာရှိနေတဲ့ကလေးတွေကပြည်သူ့ဘာသာကိုချိကြသေးလားတို့ကထိလန့်မှုတွေနဲ့တောင်းယူမှုတွေကြားထဲမှာခုလောလောလတ်ဖြစ်နေတဲ့အချိန်မှာဘယ်လိုဟာမျိုးတွေနဲ့စာပုံပြန်ပြီးတော့ practice ပြန်လုပ်ရမှာလဲဒီအဲ့ဒီကျောင်းစာတွေကိုဘယ်လိုပြန်ပြီးတော့ချက်ရမှာလဲတို့မှာပေါ့အရင်တော့ချိခဲ့တဲ့လေးလာမှတ်ထားခဲ့တဲ့စာအုပ်တွေကိုချိကြသေးရဲ့လားဘာသာအုပ်မှလည်းမချိတော့ဘာမှလည်းမချိတော့ဘယ်လိုစာအုပ်ဘယ်လိုပြန်ချက်မလဲ ဘလို့ဆောင်ဘလို့ပြန်ကြက်ပြီးတော့ဘလို့ဖြေမလဲဒီဆောင်အောင်အကုန်လုံးကလူတက်တော့မနဲ့လူအောင်ပြေးခဲ့တဲ့ဟာတွေလေတိုက်တီးပြူအိတီးပြူအကုန်လုံးပြိုကျပြီးတော့ဘာမှမမချိမမချိတော့တဲ့ဟာကဘေးစားကိုပြန်ပြီးလေ့လာပြီးတော့ဘလို့ပြန်ပြေးပါလေခဏတို့ပြည်ရေးဦးကြီးဌာနတွေတော့အေးခဏချက်လည်းမချက်ကြဘူးခဏတို့ခဏတို့ဘာချက်ဆိုတော့ချီရောချီလာမသိဘူးအဓိကကကိုလောက်တော့မယ်ဆိုရင်ပွဲဖို့ခပြပြန်စဉ်းစားဒါကတစ်တော်ကြီးမတစ်တော်ကြီး ုထုတ်လိုက်တဲ့ဥပဒေသစ်တော်ဤမသစ်တော်ဤငါတို့ပြည်သူတွေအခုလိုဖြစ်နေလေဘလို့ခံစားနေရတာလဲသစ်တော်ဤမသစ်တော်ဤခင်ဗျားတို့ဘာမှစဉ်းစားချက်မရှိဘူးစဉ်းစားပြဖို့ဘူးအရင်နေတယ်အဲ့လိုလူမျိုးတွေကိုဒီလိုရာလူမျိုးတွေနဲ့မထိုက်တတ်ဘူးနိုင်ငံတော်တမကိုလက်ရှိမှာဟောတယ်မလားဘုသူကြီးမပြောလိုက်လို့နေတယ်တရားစဉ်းစားပေးပါတို့နဲ့အဲ့ရာလူတွေနဲ့တန်တလာအခုတို့ပြည်လက်ဆုံးပြချက်ကဆုံးပြလိုက်တဲ့အဖွဲ့ပေါ့ ဘေးအဖွဲ့ပဲဆုံးပြလိုက်ဆုံးပြလိုက်ဒါပေမဲ့အခုဒီဥစ္စာကထွက်လာတော့ပညာရေးဝန်ကြီးဌာနမှာပညာရေးဝန်ကြီးဌာနမှာဒါတော်ဝန်ကြီးဆုံးပဲအဲ့တော့အဲ့လိုပညာရေးဝန်ကြီးဌာနမှာတော်ဝန်ကြီးပညာရေးဝန်ကြီးဌာနမှာတော်ဝန်ထားတဲ့လူတွေကအဲ့ဒီယာလူတွေနဲ့ထိုက်ပြန်တာလားဆိုတာကိုတို့ကိုတို့မေးအောင်လိုက်တော့နေတရတော့ငါသိသိကြကြစဉ်းစားတင်နေလူကြမကောင်းလူကမီကောင်းများတော့ကျွန်တော်ခုနကတော့ဘေးမဆုစားအောင်နဲ့ဘေးဟာကိုကျွန်တော်တို့ကပြန်ပြီးတော့ပြန်ဖတ်ပြီးတော့ ဲ့လိလာပြီးတော့ပြန်ပြင်းရပါလေသူတို့ကဘာမှမကြည့်တော့ဘူးလူအတက်တော့မနှက်လို့အောင်ပြေးနေတာတော့မိလို့ဘာလို့လဲမကြည့်တော့ဘူးအားမင်းမလို့လည်းမကြည့်တော့ဘူးမိလည်းမမှန်ဘူးညီလည်းမမှန်ဘူးမိနာမှာသွားပြီးစာပြန်ပြီးတော့ practice ပြန်လုပ်ရပါလေမိနာမှာသွားပြီးစာတွေပြန်ပြီးတော့လေ့ကျင့်ခန်းပြန်လုပ်ရပါလေအဲ့ဒီကျမဲ့စာအုပ်ပြတော့သူတို့ဘာကိုချိန်ကြပြေးရလားဘာမှမကြည့်တော့ဘူးဘာဘာစာအုပ်မှမကြည့်တော့နဲ့လူတွေကိုပြန်ပြီးတော့ ိစားပါဗျာခင်ဗျာပညာရေးဦးကြီးဌာနအနေနဲ့လည်းအမမာကကျွန်တော်တို့ပြောတာအကုန်လုံးအားလုံးဒီ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 ဝါလည်းပြီးအားလုံးလည်းပြီးအားလုံးပြည်သူတွေလည်းဝမ်းသာပြည်သူတွေစိတ်လေးတလောက်ကူလောင်နေတဲ့အချိန်မှာပြည်သူတွေအားလုံးစိတ်ကျဉ်တော့အမမာအားလုံးကိုပေါ်အောင်ပေးလိုက်ပြီးတော့မှတို့လူကြီးတဲ့ဒီခုနှစ်ကဒီခုနှစ်ဒီအချိန်ကကလေးတွေကဆရာဝန်ဆရာဝန်တိုင်းကိုဝင်တော့မယ်ဝင်ကျင်နေဆိုရင်ဖြည့်အင်ဂျင်နီယာဝါလာဘာလို့ပြန်ပြေးပြန်ပြေးဆိုင်စင်တော့ပြန်ပြေးခိုင်းတာပေါ့အဲ့ဒီမှာဝင်ခွင့်ကို ရရင်ပြီးမပြီးခင်ဗျားတို့မဆုံးပြဲပြန်ပြီးမှအလောက်ကလေးတော့အလုံးချုပ်ခံလိုက်ပေါ့ နေဒီလိုရကြီးပါနေတယ်နော်ဒီလိုရကြီးကတော့လုံးဝလူသားမဆန်တဲ့မျိုးပါပါနေတယ်ခင်ဗျားတို့ပြည်သူကိုမျက်နှာပူပါပြည်သူကိုမျက်နှာပူတတ်ပါပြည်သူတွေဘလို့ဒုက္ခရောက်နေတယ်ဘလို့ပါစိတ်ကြီးနေရတယ်ချိန်ပါခင်ဗျားတို့တက်ပြီးတော့မကူညီညီနေသမှာဗျာမကူညီညီနေကြသမှာလူတွေလေးကိုခင်ဗျားတို့လူတွေကိုတိတ်တမိတက်တက်စီတော့ကလိုက်ပြီး ဆောနာဟုတ်ပါဘူးဒီတောင်းသားလေးတွေကမချင်နဲ့လို့ဘာပြစ်လို့ညာပြစ်လို့ဆိုပြီးတော့ပုံကန်ထားတော့ပြီးတော့မီးချိုတယ်ဆိုရင်တော့ဒါကျွန်တော်တို့ဆုံးဖြတ်ချက်မှန်တယ်ဒါကမတမတူလူတို့ကြောင့်ဖြစ်သွားတဲ့အတွက်တော့မှန်တယ်အခုဥစားကအဲ့ဒီကလေးတွေရဲ့ပယောကထူမှလည်းမပါဘူးလေသူတို့တွေစူးစမ်းတယ် ်အချိန်ဒီကုန်ကြခံပြီးတော့အန်ဒီအရီဂျားထဲမှာကျောင်းနေတက်ရတယ်အန်ဒီအရီဂျားထဲမှာပညာကိုသင်ယူရတယ်အန်ဒီအရီဂျားထဲမှာအချိန်ဒီပေးရတယ်အန်ဒီအရီဂျားထဲမှာသမုဝတ်တွေပြေဆိုထားရတယ်အန်ဒီအရီဂျားထဲမှာတော့ဒီလောက်စီးပွားရေးဒုက္ခအစမပြရတဲ့ဂျားထဲမှာသူသားသမီးတွေကိုသူချင်းချင်းထားရတယ်ကျောင်းနေထားရတယ်ကုန်ကြတွေကပ်ပြီးမိမတွေမှာမနေတနစ်ပြီးဖို့ဆိုတဲ့ကျောင်းကိုမနေရုံးကန်ထားရတယ်မိမတွေကအများကြီးပါမလေးတွေပါ ေပေါ်တဲတဲ့ရေတူတူဖြစ်နေပြီ။ကိုကြီးစာတွေကထားကြတာပါဗျာ။ကိုကြီးစာပါ။နော်ကျွန်တော်ပေးတဲ့ message ကတော့နိုင်ငံတော်မလက်ရှိအုပ်ချုပ်နေတယ်နော်။ကိုကြိုးကိုကြီးပေးအောင်လုပ်နေတယ်။ဒါလေးကိုတော့ဒီကြပြန်ပြီးတော့စဉ်းစားကြည့်လာမအောင်လို့ဖြစ်တယ်လားမဖြစ်တယ်လား။အပြစ်တွေဆုံးကတော့ရက်ချင်းပြည်နိုင်ဝင်ကြီးဌာနကိုတော့လူကိုလဲပြရမယ်ဗျာ။ဘာလို့တော့သူ့ရဲ့ဉာဏ်ရည်ဉာဏ်သူကဘလောက်ပဲဆိုတော့ ူးဖို့လဲပြရမယ်မြေအောင်အဲလိုစဉ်းစားတွေးခေါ်ညို့မြေနိုင်စွမ်းမရှိဘူးတို့ပါဘာမှမကြည့်ဘူးအဲ့ဒီလိုလူတွေပြည်ကြေးဝန်ကြီးဌာနမှာတာဝန်ယူရတယ်ဆိုတော့အမြဲဆုံးလဲရမယ်အဲ့ဒီလူတွေကိုအဲ့ဒီတော့ပြော ပြောပါလေဗျာဒေါသလည်းဖြစ်ပါလေအားလုံးကျွန်တော်ပေးကြတဲ့မက်ဆေ့ချ်အားလုံးပါလားနိုင်ငံတော်တော့လက်ရှိမြန်မာနိုင်ငံမှာတာဝန်ယူထားတဲ့နိုင်ငံတော်တော့ဘုသူကြီးမေးရောက်နိုင်လို့အနေနဲ့ဒီဥစ္စာလေးကိုတော့ဖြည်းဖြည်းချာချာလေးပြန်ပြီးတော့ဆက်စစ်စစ်ကြီးနေဗျာတော့ပြန်ပြီးပြုပြင်ခြင်းနေဗျာတော့ကလေးငယ်တွေအားလုံးကိုအောင်ပေးစေချင်ပါလေကျွန်တော်ဆိုတော့ပြောလို့ဗျာအိမ်ကလေးတွေမှာမိဘချင်းချင်းပါလေချင်းတော့မချင်းချင်းလည်းမချင်းတော့ တော့မညာဒီလေကောင်းချင်မှာကောင်းတော့မယ်မကောင်းချင်မှာလည်းမကောင်းတော့ဘူးเนาะသမွေးဖြည့်မယ်ရေးမယ်ဆိုရဲလက်တော်မှာချီဟောချီကြသေးရဲ့လားလက်ပြည့်ဒီမှာလက်ပြည့်ပြည့်နေမယ်အဲ့ဖြည့်ခဲ့တဲ့ကလေးတွေကချီပြည့်ပြည့်နေမယ်ဟောတယ်မလားဥကောင်းခိုင်းပြီးတော့ဖေးမေးတော့မမမိတဲ့ကလေးတွေလည်းပြည့်ပြည့်နေမယ်ဖြစ်ဖို့ကြံတဲ့အတည်းအကျုံလာပြီးတော့အဲ့လိုလူတွေကိုပြန်ပြီးဖြေခိုင်းမယ်ဆိုတော့ ီးကလေးနေနေပဲဒါလေးကိုပြပြစဉ်းစားပေးပါလို့ကျွန်တော်တို့ကတော့တော့မိတာရက်ခံမရသေးဗျာเนาะအာမအတော့မကြတဲ့ပြည်ကြီးဥတီဌာနကိုတကယ်ကိုမတကယ်တကယ်ကိုမပြည်ကြီးဥတီဌာနကိုတော့ဟာပြောရမှန်းတော့မသိဘူးပေါ့ဗျာเนาะအဲ့အားလုံးမင်္ဂလာရှိသောမနေ့ကလေးမှာမင်္ဂလာပေါင်းနဲ့ပြည့်စုံပြီးတော့เนาะစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဗျာเนาะကျွန်တော်မှမပြည့်သူတွေလည်း အမျိုးမျိုးဘုံဘုံဒုက္ခတွေရောက်နေကြတာမြင်ရတွေ့ရလဲစိတ်ကောင်းအားလုံးတော့ဥပ္ပယံနေအကုန်လုံးကင်းပြီးတော့เนาะကြပါချမ်းသာကြပါစေဗျာ